နဲ့ချမလည်း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 ဒီလိုလည်းဒီလိုလည်းတမ်းမြမနေဆက်ကတေဘောဘူးစခန်ကြမသွားရေးအတွက်စစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကိုကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဥဆောင်တဲ့ပူပေါင်းတက်တွေကတိုက်ခိုက်ချိန်မုံလိုက်တယ်လို့ညီပင်သတင်းရင်းမြစ်တွေကပြောပါရယ်တမ်းမြမနေဆက်ကစစ်ကောင်စီတက်စကန်တွေစရိုက်သိမ်းပိုက်ခံနေရပြီးနောက်တေဘောဘူးစခန်ကိုကာကွယ်ဖို့အင်အား90ကျော်ပါတဲ့စစ်ကြောင်းဟာမေလ29ရက်နေ့မှာ ဟောလီဗျူဟာဘက်ကနေကြည်တက်လာတာဖြစ်ပြီး28ရက်နေ့မှာတော့စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ချိန်မုန်းခံရရတာဖြစ်ပါတယ်။ဒီဟာအဲဒီကန်နာဒီဆိုဖီးနိုင်ဘောလုံးဂရောင်းရဲ့နောက်မှာပဲအဲ့ဒါအများဆုံးဖြစ်တာလေ။ဒီလိုအဲ့မှာပဲသူတို့တွေကဖမ်းမိတယ်လူလည်းရှိတယ်နောက်ပြီးတော့နေတဲ့လူလာထိခိုက်သူလာရှိမှာပေါ့။အဲအဲ့ဒီလမ်းကြောင်းလည်းသူတို့တက်လာတော့ခင်။အခုကတော့စီးရင်အခြေအကျမသိရသေးဘူး။သူတို့ရှိမှနေတယ်လူကဘာမှမဟုတ်တာလိုင်းမဖြစ်သေးတော့နေ။ကျွန်တော်တို့ဆက်ကြရမရသေးဘူး။ ဒီဘောဘောတက်လာလိုက်တဲ့စစ်ကူစစ်ကြောင်းစစ်ကြောင်းတဲ့ကြောင်းလုံးတော့ပြုတ်သွားပြီအပြောတယ်မင်းတို့မတက်လာနဲ့ဟိုကဒါဘောထင်သေးတယ်စစ်စင်ရေးမှာ KNL နေနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ32ပူးပေါင်းစစ်ကြောင်းတွေနဲ့ Cobra Colon 2 Vino စစ်ကြောင်းတို့ပါဝင်တယ်လို့မြေပြင်တိုက်ခိုက်ရေးတပ်တွေဘက်ကတရားဝင်ထုတ်ပြန်ထားပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးနဲ့လက်နက်ခဲယမ်းတွေသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့တေဆုံးစင်းနဲ့ထွက်ပြေးသူအရေအတွက်ကိုတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ဒိုင်းနယ်ဆက်သတင်းရင်းမြစ်တွေအဆိုအရပူးပေါင်းတပ်တွေကစစ်ကောင်စီစစ်ကြောင်းကိုမေလ28ရက်နေ့ကတောင်ရင်မြစ်ဘေးမှာပိတ်ဆို့ထားပြီးဒရုန်း၊စနိုက်ပါ၊ဘုံးပစ်လောင်ချာစစ်တပ်တွေနဲ့ရိုင်ဖယ်တွေတုံးပြီးအပြင်းထန်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ သူတို့ကသူတို့ကဟိုဟာနေဥကိဋ္ဌဘက်ကနေပြီးဒီဘက်ဒီတီဘောဘူးစကန်ကိုစစ်ကူစစ်ကြောင်းထိုးလာတော့အကောင်ကြီးတောင်ကြီးမြေဒီနာနေလာသူတို့အယူဆောင်ကြီးမြန်ကြီးဆောင်ကြီးမြန်ကြီးကဒီဒီဒီရဲ့စီးရကွင်းလာမှာသူတို့ကတော့စကန်ချနေစီဒီဘက်ကတတိယလို့သူတို့သူတို့တော်ဝင်တိုက်လိုက်တာပေါ့စစ်ကြောင်းတစ်ခုလုံးချိန်မုံပြီးတဲ့နောက်စစ်ကောင်စီကစုံစည်းမြိုင်ကြေးရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့လူနေအများပြားပျက်စီးခဲ့ပြီး ဒေသခံကလေးငယ်တဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါရယ်မြန်မာဘက်ကတိုက်ပွဲပြင်းထန်တာကြောင့်တောင်ရင်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့မော်ကေတိုင်းကျေးရွာမှာလည်းနေအိမ်တွေပိတ်၊ကျောင်းတွေပိတ်ပြီးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါရယ်